ထုံးညာရဲ့ပိတ်သက်များအလုံးမင်္ဂလာပါရှင်။စာရေးဆရာမစပယ်ဖြူနှုရဲ့မြောင်ဖျားကအလွမ်းရသည်ဆိုတဲ့ဝတ္ထုလေးကို အပိုင်းစံနေနဲ့ဖတ်ပြပေးနေကြတာပဲဖြစ်ပါတယ်ရှင်။အခုဖတ်ပြပေးမှာကတော့အပိုင်း30ပါရှင်။ဆောဆောအတွေ့လိုက်ရသောမြမုံများ၏စာနိုင်ကိုခုမှပို၍နားလည်ရပါတော့သည်သူတို့တွင်မှာ အမျိုးလူချင်းမတွေ့ဘူးသူလဲမောင်နှမလိုသဘောထားနိုင်သည်တဲ့ကျမကတော့တအိမ်နဲ့အတူနေခဲ့တာတောင် အချစ်မပြခဲ့သူနားလည်သိမြင်ချိန်မှာပင်မာနထားခဲ့သူ အခုတော့လဲအဝေးကပြေးလိုက်သူရှာဖွေသူ နောက်တအိမ်ရှိသေးတာပေါ့နော်ကျမ၏အမေစကားတွင်မျောလင်းစိတ်ဆုံးမှုများစီမျောပါသွားလေသလားမသိအတွဲကနောက်သူ့လက်ရည်ပြုံးပြလိုက်ပြန်ပါသည်ရှေ့ဆိုရင် ရောက်ပြီအမကြီးလမ်းမြောက်လေးမှာသည် တစ်ဖက်လမ်းသွယ်သူချိုးလိုက်ပါသည်စင်သူမြင်နေကြပုံစံတန်းရမြင်ကွင်းကဘွားကနေပေါ်လာသည်အတွဲသည်အခန်းတစ်ခန်းရှိနိုင်ရန်အနီးကပ်ကအေးအေးလူလူထိုင်နေသောအမျိုးသမီးများကိုစကားတစ်ခွန်းတစ်ခွန်းပြောနေသည်အမျိုးသမီးတဦးကတနေရာသို့လက်ညှိုးညွန်ပြ၍ပြောဆိုနေပုံအခန်းညွန်နေပုံဒီလိုနှင့်ရှာဖွေခဲ့သောအခန်းစီဆိုက်ရောက်လာသည်ဒီတစ်ချိန်တွင်တော့မိဖို့ကန်းတွင်အမျိုးသမီးတဦးရှိနေနေသည်သူအနီးတွင်တော့ သုံးနှစ်အရွယ်ကလေးငယ်တဦးကတွေ့ခဲ့လျက်နောက်ကျောကကြည်လျင်ပင်အမျိုးသမီးကြီးတဦးဟူသည်သာသည်အမှန်ပင်ဒီဘက်လှည့်လာတော့အသက်60အရွယ်ဖြစ်သူကိုတွေ့ရသည်အကျွမ်းနှင့်သူစကားဆိုလျင်ကျမငေးနေရသည် စိတ်စောလျင်မျောလင်းတကြီးခံစားမှုနှင့်စိတ်စောလျင်မရန်ဆိုင်မိုင်းတင်းနေရမှာမရှိဘူးလားခုလိုဆိုပြန်တော့ကချင်စကားမတက်တာပဲစိတ်မကောင်းစရာဖြစ်လာပြန်သည် သူတို့စကားပြောပြီးဒီအထီးဆောင်နေရသည်မှာစိတ်မြန်သောကျမအတွက်ရှင်မောစရာအမရေရေချိုးသွားလိုက်တယ်တဲ့ကျမတို့ခဏဆောင်မလားသူပြောတာတော့သူချွေးမမိုးမမြွနေရတော့ဟုတ်တယ်တဲ့ဒါပေမဲ့မိသားစုတွေမရှိတော့ဘူးလို့ပြောနေတယ်ကျမမျက်မှောင်ကျုပ်လိုက်မိပါသည်အဆိုင်များလားအဖေစုအပေါ်စိမ့်သွားသည်ကိုပဲသူ့ဘက်ကဝမ်းပန်တနေမိဖြောက်လိုက်ကြလားအမှန်တော့သူ့မိခင်လည်းရှိသေးသည်ပင်ကျမကိုတော့ သူ့အပေါ်ငကူကားပင်စိမ့်လိုက်၍ထွက်တွက်လိမ့်မည်မဟုတ်။မိသားစုတွေမရှိတော့ဘူးဆိုသည့်စကားလုံးတစ်ခုရဲနေမင်းကျမစိတ်ဝင်စားလာပါသည်။စောင့်နာပေါ်ညီမရဲ့ကျမတို့ကိုတစ်သားခုန်ဘူးလေးများထုတ်ပေးသည်။မိဖို့အနီးရင်ဝိုင်းထိုင်ကြသည်။အထွဲကကလေးကိုမြူတော့ကလေးကခုခုခေခေရီလျင်စစ်ပြေးလာတော့ကတော့မွေးပြီးလာသားလောက်သာရှိအောင်မြည်ကလေး။ခုတော့ဒီနေရာမှာထိုင်နေရတာ။အိမ်အပြင်မှတ်ယူရတာနှစ်နှစ်လောက်ရှိပြီထင်ပါသည်။ မင်းညွန်လေးကနီနီရဲ့ရဲ့ဟင်းအိုးဘုံကိုဖွင့်ကားမှုတော့အာလူဟင်းကပုတ်ပွက်ဆူလျက်မိဖို့ဤတဖက်နိုင်ငံရှိတမ်းများတွင်တိုလီမုန်းစာများထည့်ထားသောပလတ်စတစ်ထုံများချိတ်ဆွဲထားသည်ကအစီပကံစင်လေးပေါ်တွင်တော့အခန်းတိုင်းစင်တူတွေ့ကြရသည်ပကံခွက်ရောက်တချို့ဒီအခိုက်ခြေတန်ကြရသည်ခါးကြော်ကြော်တိုင်းရှိသည့်ဝင်းတကားလေးကိုတွန်းဖွင့်လိုက်သံကျမတို့လှည့်ကြည့်စဉ်အသက်20ကျော်အရွယ်မိန်းကလေးတအုပ်ကိုတွေ့ရသည်စလုံးတစ်လုံးတွင်အဝတ်စုံများထည့်လျက် တစ်ဖက်မှာတော့ဘုံတပုံကင်ဆွဲလျက်ဝင်းတကားကိုကင်ကလှမ်းလက်ဆခြေလမ်းများရဲ့၍ဧည့်သည်လူကိုငေးလျက်သူ့ရုပ်တွင်ကိုမြင်ရုံနဲ့မင်းရှင်၌ဟာရပြန်ပါသည်အဆိုင်မဟုတ်လွဲပြန်ပြီလေတမကောင်းခါပြတော့အတွဲကတစ်ဖက်မင်းကလေးအမျိုးသမီးတို့နဲ့စကားဆိုသည်တမကတော့ပြုံးပြရုံကျေကျူးကဘာဟုပြောလိုက်တော့အတန်ကိုလည်းတူတူလျာလျာသူတို့ကိုနှုတ်ဆက်ကလှည့်ပြန်တော့ခြေလမ်းများရိုင်နေစားပြူလိမ့်ပြီး ဆုရက်သည် ခုမှပင်ပို၍ဝေးသွားလေသလားစောင်းသည် စခန်းဝင်းအတွင်အသက်ဝင်လျက်ရှိပြီစောင်းလေကခကြံကြံတူဝီလျက်ကျမတို့နှစ်ဦးကို လေအေးများတူဝေသည် လေကအမှန်မင်းအေးလာသည်သို့သောကျမမှာတော့အေး၍အေးမမင်းမသိစိတ်အပူကိုလေအေးကမတိုးနိုင်စိတ်ထဲကပူလောင်သည့်အချိန်မှာမျက်နှာပင်သို့ပင်ထိဟန့်နေသည်ဟုထင်ရသည်မျက်လုံးအိမ်သို့လေတစ်ချက်ထိတွေ့လျင်တော့အေးမြမှုကိုခံစားရသည်မျက်ရည်စားတို့က မြုံဝန်း၌ခိုခဲ့ပြီသည်အောက်တိုဘာ17ရက်2013ခုနှစ်ပါကထောင်ကပြန်လာပြီးရင်နောက်ကိုစိတ်ကိုတော်တော်ပဲပြန်တည်ဆောက်ရတယ်အဲ့ဒီတညာအိတ်လို့မရအောင်လေအတွဲကိုအာနာစိတ်နဲ့သာတိတ်ဘက်လက်မအိပ်ပဲနေပြတာအမှန်တော့မနက်ပိုင်းလောက်မှအိပ်ပြောတယ်ထင်တာပဲမနေ့ကတနေ့လုံးကိုဘာသာသေးချာပြန်တွေးနေရတယ်ဒီခီးဒီလောင်းကိုဆလာတော့မတွေးတွေ့အောင်ရှာမယ်ဆိုတဲ့စိတ်ထားခဲ့တယ်မဟုတ်လားလို့ ပြီးတော့လဲဖြစ်နိုင်ရည်အရှိဆုံးနယ်မြေကိုရောက်နေပြီမဟုတ်လား။ဘာကြောင့်စိတ်ရွှဲရမှာလဲ။ကို့မိဘဘလောက်အားကိုးထားသလဲ။အဆိုင်ကလည်းတကယ်မျှော်ရင်မျှော်နေမှာပဲလို့တွေးရသည်။ဘာလို့များစကန်းတကူရဲနဲ့အားရွှဲရတာလဲလို့လဲကို့ကူကိုအားပေးရသည်။ဒီတော့မှစိတ်ကထူးထူးထောင်ထောင်ဖြစ်လာရတော့သည်။ညနေပိုင်းအတွဲပြန်အောင်တော့နှစ်ယောက်သားရောက်မိရောက်ရာစကားဝိုင်းဖွဲ့ပြောကြသည်။အတွဲကကိုနှစ်နေရတာတိတ်မကြသေးရာကိုစိတ်ကိုအကဲဖမ်းမိပုံပေါ်သည်။ ဒါကတော့ရွှေစင်နဲ့တူတယ်။ကိုမျက်နှာပြက်တယ်ထင်စိတ်ဖြေသာအောင်ပြောတဲ့ပြန်နေ။အိမ်မှာတော့ကိုပဲစိတ်ထင်လို့လားမသိဘူး။မလူနိုင်ရဲ့မျိုးလုံးတွေဟာကို့ပေါ်အရင်လောက်မစိမ့်တော့တယ်လို့ပဲ။စကားပြောပြကြတယ်လို့တော့မဟုတ်ပါဘူး။အတွဲမရှိတဲ့နေကင်းထမင်းစားချိန်ဆိုမျက်နှာသေးနဲ့ထမင်းစားရအောင်လို့လာခေါ်တတ်တဲ့မလူနိုင်ကအခုတော့နည်းနည်းပြော့ပြောင်းနေမျက်နှာထားနေပါလား။အင်းလေကို့အချောင်းကိုအတွဲစီရသိရဖြစ်ရင်ဖြစ်မှာပေါ့။ မိုင်းချိုင်ရန်ဈေးနေလဲဒီမနက်ကရောက်သေးသည်ပုံမှန်ဈေးကနေတိုင်းရှိသည်ဈေးနေကတော့9ရက်တစ်ဈေးလင်ဈေးဖွဲ့ဈေးပုံကတော့ကိုရုမြင်နေတာဈေးမျိုးပါပဲဒါပေမဲ့ရှန့်ကချင်တရုတ်ဘာသာစကားတွေအားလုံးကိုတတ်ထားရင်တော့ဈေးဝယ်ရတာပိုအဆင်ပြေလိမ့်မယ်ထင်တယ်တချို့ကတရုတ်စကားတစ်မျိုးနဲ့ပြောပြီးဈေးရောင်းတယ်တချို့ကရှန့်စကားပဲပြောတယ်တရုတ်ပြည်ကရှန့်တွေလို့ဆိုတယ်တချို့ကကချင်စကားပဲပြောတဲ့တိုင်ရှန့်တော့ကိုနည်းနည်းပြောနိုင်တာပဲ ကချင်တရုတ်တော့မပြောတတ်ဘူးလေအကျွဲကတော့သူ့မိခင်ဘာသာစကားအပြင်ရှမ်းနဲ့တရုတ်စကားကိုတိမိခောင်းမိရှိတယ်သူ့ဇေဝဲတာကိုဘေးကလိုက်ကြည့်ရတာကိုကစိတ်ဝင်စားစရာ နေကင်းတော့သူ့ရုံသွားတဲ့အခါကိုတယောက်တည်းမလူနန်နဲ့ကြိုင်ခဲ့တယ်မလူနန်ခုမျက်နှာသားနည်းနည်းပြော်ပြောင်းလာတော့နေရထိုင်ရမခတ်တော့ဘူးညဘက်တော့အကျွဲပြန်ရောက်တဲ့အခါကို့အတွက်ထွထွဆန်းဆန်းသတင်းတစ်ခုပါလာတယ်ကို့ကိုသိတဲ့လူတယောက်မိုင်းချိုင်ရောက်လာတဲ့ သူကအတွေ့အကြုံကိုမေးပြီးရောက်လာတာဆိုပဲနာမည်ကလင်းထင်ဆိုလားဒီနာမည်မျိုးတော့ကို့အသေးထဲမှာမရှိဘူးထင်တာပဲစဉ်းစားကြည့်ပါဦးအမိုင်ဟိုအပြင်အလုပ်ကိစ္စနဲ့လာတာကိုမအားနဲ့ကြာတကူးတကမေးမြန်းပြီးရောက်လာတဲ့ဥစ္စာအတွေ့အကြုံရမောတန်ဒီမနက်စာဝိုင်းကိုဖုံးလွှမ်းလျက်ရည်တန်ကြားနိုင်ပင်ကော်ဖီခွက်ကိုကျွန်မအကြောင်းမဲ့ငင်းနေမိပါသည်စိတ်ကတော့အတိတ်ဝေးဝေးစီပြန်လွင့်၏တက္ကသိုလ်ကျောင်းသားဘဝအလုတ်ခွင်နိုင်ခြင်းလည်းခြင်းဘဝ ဆယ်စုနှစ်တခုအတွင်းဒီနာမည်မျိုးကျမရင်းနှီးသိကျွမ်းခဲ့ဘူးသလားနာမည်မှာလင်းပါသူများစွာအဆုံရဘူးသည်သို့သော လင်းထင်ဆိုတာကတော့ကျမမသိဘူးထင်သည်ကျမမိုင်းချိုင်ရောက်နေတာတငယ်ချင်းတယောက်ထံကသိရသည်တဲ့ဘယ်ကများအေးလုပ်ပြီးပြောပြလိုက်ပါလဲကျမကောင်းခါတော့အတွဲကယူမောလိုက်ပြန်သည်ဒီနာမည်ကိုမနေ့ညကအတွဲနှုတ်ဖြားကကြားရသည် လူပုံစံကတော့ပုံဖော်ပြပြပုံအရာ အသားလက်လက်အယံမြင်မြင် မျက်လုံးမျက်ပိုင်းကောင်းလျက်မျက်နာကြပုံပြည့်ပြည့်သူဆိုပါလားမျက်မှန်တက်သလားဆိုတော့ဟင်အင်းနဲ့အင်းလေမျက်မှန်တက်သူဆိုတော့ရောဒီလင်းထင်ကိုကျမမှမသိပဲကော်ဖီခွက်ကိုမကတငုံငုံငုံများတောက်လျက်ရှာပြားမှာစီမျောသွားသောကော်ဖီရတာကိုကြည်ကြည်နက်နက်ခံယူစီခါရရအရတာကိုတိမတ်တော့မလူနန်နာကော်ဖီအတော်ဖြော်တတ်လာပြီဟုတွဲမိရန်သည်သူကျမရောက်စားတော့ကကော်ဖီဖြော်ပေးပုံမှာချူမြမြပင် ကျမအခားကြိုက်ကြောင်းအတွဲကပြောပြရသည်ဆိုလားဒီနေ့ရုံးကိုထွက်လာရင် လောင်းမှာအမိုင်ကျမတော့အမအိမ်မှာနေတဲ့အကြောင်းပြောပြထားတယ်။ "तू အတွေ့ကျင်နေတာ"တဲ့။ကျမဒီနေ့လာရင်ဘာပြောလိုက်ရမလဲ။အေးအတွဲရဲ့အမလည်းဘာပြောရမှန်းတော့မသိတော့ဘူး။စိတ်ရှုပ်ထွေးလာသည်မှာပြောစရာမရှိ။အမန်တော့ခုအပူနေကိုဘသူကမှစကားအပူပြောလို့စိတ်မရှိ။အပြင်လည်းတိတ်ထွက်လို့စိတ်မရှိ။ဈေးပင်ရောက်ဘူးရအောင်ဆိုကတရက်သာလိုက်မိသည်။ ်ခောက်ဆွဲတော်ငကူကကြိုက်သူမို့ခောက်ဆွဲဆိုင်ရန်ပန်ရန်ခါရောက်သည်ဒီမြသာပဲနောက်စကန်တစ်ခုခုမတော်မချင်းအိမ်ထဲမှာသာတွေးကငေးကနေတော့မြည်ပင်စိတ်ကူးထားခဲ့သည်ခုတော့ကျမမသိဟူယူဆရသောသစင်းတယောက်ကိုတွေ့ရမည်လားညင်းဆိုလိုက်ရမည်လားစဝေစဝါမျက်နှာရေးကြောင်လားမသိအထွဲကအဖြေတောင်းသောမျက်လုံးလေးဖြင့်ကျမကိုစူးစိုက်ကြည့်နေစဉ်စဉ်းစားရခက်လေလေဒေါသစိတ်ကထခြင်းလေလေဒီလူနဲ့ ို့အလုပ်ကိစ္စကိုလုပ်တာမဟုတ်ဘူးအလကားအလုပ်အပူတွေကောင်းခါမီပြင်ပြီးမှတငယ်ချင်းတရားဆိုသူကိုတရားပြန်သည်ဘသူများပါလဲဒီခေကြောင်အတိပေးခဲ့သည်မှာအရင်းနှီးဆုံးတငယ်ချင်းများကိုသာ အပမ်းမကြည့်သောကိစ္စကိုကောင်းခါညှင်းဆက်ရင်းတရားမဟုတ်တရားအာနာမျက်နာပူစရာဖြစ်ရမည်လားစိတ်မသက်သာဟန်လေးဘူးတစ်ချက်ပင်မှုတ်ထုံပြီးတော့အတွဲကမျက်လုံးဝိုင်းလျက်မျက်နှာချင်းဆိုင်ညှင်းရမည်ဖြစ်၍အာနာပုံတွေ့တာပေါ်အတွင်း အတွဲကအခုမှပင်စိတ်သက်သာရရသလိုပြောလိုက်ပါသည်တော်သေးရပေါ့မိုင်ကျမအမအိုလည်းအတင်းအကျပ်မပြောရင်ဟိုအကိုကိုလည်းအားနာနေဟုဆိုကာရီမောနေပြန်သည်နေခင်းမဲ့ချင်းဆိုပြင်းလင်ဖုန်းဆက်ပါမည်တဲ့အတွဲကရုံမသွားမီအတီပေးဤရုံသွားចောင်းသွားသူထွက်ခွာသွားပြီဆိုတော့လေအင်္ဂလိပ်သည် စကားသိမ့်မပေါက်ကြသူနှုတ်နှင့်ငြိမ်မှုကြင်ခဲ့သည် မလူနံကတော့နေလေစားဆိုင်ရွက်ချက်ပြုတ်နေပြီမိဖို့သည် မိခုံးငွေတလူလူတလျင်ကျမသည်ကုညီညာကြလဲမလိုလိုက်၍အိတ်ခမ်းထဲပြန်ဝင်လာသည်ကတိမောထိုင်သည်အခမ်းပြတွင်မှပြင်ပသောငေးလျင်ကောင်းငင်ပြလွင်လွင်မျောလွင်သောတိမ်တိုက်ဖြူစုံစုံများစိတ်ကစဝေစဝါဖြစ်လာစားပြပြန်သည်ထိုတရားကိုတွေ့ပါမည်ဆုံးဖြတ်လိုက်တာမှားပြီလားမတွေ့တော့ပါဘူးအကြောင်းပြန်လိုက်ရလိမ့်မလားဒါလည်းမဖြစ်သေးစိတ်အပြောင်းလဲမြန်လွန်ရကြမည် အကျွဲဘက်ကကြည့်မီဆိုရင်အားနာစရာဖြစ်ရမည်။နောက်ဆုံးတော့ပင့်တန်ရှာရသည် စိတ်လျှောက်ချလိုက်ရသည်အိယာပေါ်လဲလျောင်းသည် ဝင်တက်ထွက်တက်ကိုမှတ်သည်အသက်ကိုဖြင်းညင်းစွာရှူသည်ခဏကြာတော့ဘလို့ကဘလို့အိပ်ပျော်သွားသည်မသိအိမ်မက်ပင်မမတ်တော့အိဆက်ချင်း တိဆိုင်ဆိုင်ဆုံတွေ့ရပြန်တော့လေနာမည်သာမကြားဘူးခဲ့သည်လူကိုတော့မြင်ဘူးနေသလိုလိုအသေးအချာပြန်တွေ့ကြည့်ပြန်တော့တက္ကသိုလ်ဘုံရင်များနဲ့ရွာထွေးလျက်ပေါ်လာသလိုလိုလင်းထင်ဆိုသူကို မြင်ဘူးနေတာတော့သိကြသည်သို့တော့ပမာဆိုသူကို ကျွန်မမမှတ်မိပြန်မှာဆိုင်တွင်းသို့သူဝင်လာတော့အတွဲကလာပြီဟူဒီရိုဆိုသည်ဆိုင်ကရက်ကဆင်းလာကလေးကအုတ်ထုတ်ချွတ်လိုက်စဉ်မျက်နာကိုပြပြတတမြင်လိုက်ရကလေးကအတွဲပြပြခဲ့သောပုံဟန်အတိုင်းတခုမှမလွဲ့ သူ့မျက်နှာကိုမြင်ရပြန်တော့လဲမြင်မှုသလိုအတွေးဝင်အမှန်တော့သူနဲ့တွေ့မလို့လို့မတွေ့တော့ဘူးလို့လို့ဝေဝဲမရဖြစ်နေခြင်းကနောက်ဆုံးတော့နိလစာစားချိန်သာတိုင်ပါရောတွေ့တာပေါ့လေဟူဆုံးဖြတ်စေအကျွဲကကျမကိုလာကြိုသည်နိလစာအတူစားကြရမယ်ကျမအတွက်တော့ပြင်ပ၌ပထမဆုံးစားရသောနိလစာအကျွဲသည်နိလစာကိုသူ့ဥတော်ဆိုင်တွင်ပင်တဝိုင်းမှာကစီစဉ်ထားသည်တဲ့ဆိုင်ကတော့ဆိုင်ကင်းနှင်းသိမ့်မသွားရပါဘူး မိုင်းတိုင်ရန်၏အထူးကလမ်းမာတဲ့အပါဝင်ဖြစ်သည့်လမ်းပေါ်တွင်ဖွင့်ထားသည့်ဓမင်းဆိုင်ကချင်ဟင်းနှင့်တခြားဟင်းနေရာများရနိုင်သည်ခေါက်ဆဲလဲအစလိုကစားနိုင်သည်မွေးပြန့်သောဟင်းနှင့်များကဝမ်းဟာလျက်ရောက်လာသူကျမကိုပင် စားလောင်စေလေသည်အတွဲကတော့ကိုလင်းထင်ရောက်မှပဲစားကြတာပေါ့တဲ့ဆက်နှစ်နာရီချိန်ထားသည်ပဲဘာကြောင့်များ9မိနစ်ကျော်သည့်အထိရောက်မလာတာပါလဲဒီအခိုင်အတွဲထံဖုန်းဝင်သည် အစည်းအဝေးကခုမှပြေးပါတဲ့ ချလာပြီးမကြခင်ရောက်မည်ဆိုပါသည်စကန့်နှများတစ်ချက်ချက်ပြေးလွှားနေသည်အယ်ဆိုင်းစီအတန်တသာကစိုင်အတွင် ပြန့်လွင်နေသည် ဖန်သားပင်ကိုငင်းမောစေနောက်တစ်ခွေထည့်ပြန်သည်ဒီတစ်ချိန်တော့အိုင်ရင်စမမင်းသူ့အတန်ကြွကြွကို နှင့်လိုရသည်မို့ငင်းနေရသည် လာပြီးမရေဟုအတွဲလက်တို့မှပင်စိုင်ဝါသို့လမ်းမြောင်ကြည့်မိသည် သူသည်ဝေးဝေးကပင်လမ်းပြုံးပြကစိုင်အတွင်ဝင်လာ၏ အသိပညာရင်းကျက်သောယောက်ျားတယောက်၏တည်ကြည်တတ်မြတ်ခြင်းတွင်တည်တည်သောဝစားခြင်းမှာပေါင်းဆက်ထားတော့ခင်မင်းနှစ်လိုပဲရှိုံမဲဟုဓမ္မမှတ်ချက်ချမိသည်ပြုံးမြနေသည့်သူဟန်ကိုအာနာကနီးကပ်လာသည်နှင့်ဓမ္မမျက်နှာပေါ်တွင်အပြုံးမှုသတိတရားတင်ရသည်သို့သောဝေခွဲမြတ်ဟန်အပြုံးသာဖြစ်နေပေသည်အတွေ့ကစီးကျူဖိတ်လိုက်ကဝိုင်းတွင်နေရပေသည်ကျမနဲ့အလိုလိုမျက်နှာချင်းဆိုင်ပြီးတော့သူ့အပြုံးကပို၍ပင်လက်ပါလာသလို သူ့ကြည့်ရသည်ကတော့ကျမကိုအတော်ပင်တရင်တနည်းရှိပုံမျက်ခုံးထူထူအောက်ကမျက်ဝန်းညူများ၌ရှိကလေးကသိကျွမ်းလာသလို အရင်များကျမသူကိုဗမာမြင်မှုပါလဲတိတော့တိသလိုမျက်နာပဲလေကိုလင်းထင်ဒီဆိုင်ကိုရှာတွေ့လို့တော်သေးတယ်ကျမတော့အမအကိုပြန်ခွာရမှုအိမ်ထဲသိမ့်မွေးတဲ့ဆိုင်ကိုပဲညွန်ချင်တာဒါပေမဲ့တမင်းမစားရအောင်အတော်ဆိုင်ထိလာလိုက်တာပဲကျွန်တော်ဒီမှာလာစားဖို့တာပဲလင်းထင်ကအထွေးဘက်သို့လဲလျက်ဆိုက ကျမနဲ့မျက်နှာချင်းဆိုင်လိုက်ပြန်သည်။နွယ်နေကောင်းတယ်နော်။ကျမပြုံးလျက်ကောင်းဥတာညှိပြရသည်။စိတ်အတွင်းနိုင်မှုဝေဝေဝါးဝါဖြစ်စေ။ဘယ်နဲ့မေးစီနွယ်မဟုတ်ပဲနွယ်ဆိုပါလား။ကြောင်တော့ဟာကျမတို့တွေ့ခဲ့ဘူးသလား။ဒီဆယ်စုနှစ်အတွင်းမိဆွေပေါင်းများစွာတင်နန်းသားပေါင်းများစွာကိုအုံနောက်နိုင်မှတ်ရသည်ဖြစ်ရာရှမ်ပန်ရန်ကတော့ခေါင်းပူအောင်တွေ့ရပဲမမှတ်မိတာလည်းရှိတတ်ပေသည်။ခုလဲခေါင်းပူလာပြီ။ နွယ်ဒီမှာရှိတယ်ဆိုတာမြင်းကြီးနားရောက်တော့ကျွန်တော်ကိုရွှေစင်ပြောလိုက်လို့ငိမ့်ချန်ဒေသကိုမေးပြီးရှာရတာရွှေစင်ကပြောတယ်သွားတွေ့လိုက်ပါအောင်နဲ့ဩခုမှပင်အဖြေပေါ်ပါတော့သည်ရွှေစင်စီကသတင်းစကားတွေကို ရွှေစင်တယောက်ကတော့ကျမမမတ်မိလို့သူကို အလာစီခိုင်းရပါပဲသည်သူဘာမှလိုက်သေးလဲဘာမှတော့မမလိုက်ဘူးကျွန်တော်ကဒီဘက်ကိုရုံအဖွဲနဲ့လိုက်သွားကြရှိရဲပြောတော့နွယ်ရှိရဲသွားတွေ့လိုက်ပါအောင်နဲ့ အဲ့ဒါနဲ့ကျွန်တော်လဲကိုเจ้าကတငယ်ချင်းတယောက်ရှိတာပဲလေဆိုပြီးလာတွေ့တာတက္ကသိုလ်နေရများကိုတခုချင်းအစဖော်ရတော့မလို့စစ်စစ်တွေ့လဲရေးရေးမပေါ် မြင်မှုတယ်ဆိုတာဒီနောက်ဆုံးတော့အပြေသာပဲကျမဇဝေဇွာဟန်ပြင်းညင်နေရသည်နွေကျွန်တော်မမတ်မိဘူးထင်တယ်ဟုတ်မမတ်မိဘူးအတွေ့ရည်တန်ကြရရင်အာနာစိဝင်လာပြန်သည်သူတော်မတတ်နိုင်မမတ်မိပဲလဲမညာလိုပြန်သူကတော့အံ့ဩဟန်မပြပါဘူး ကျမဒီလိုပြောလိမ့်မည်ဟုတွေးထားနေမော။ပြစ်နိုင်ပါတယ်လေ။ကျွန်တော်တို့ဆုံမှုတာနှစ်ခါလောက်ပဲရှိမယ်ထင်တာပဲ။ဆုံမှုတာနှစ်ခါလောက်။ကျမမျက်မှောင်ကျုံပြီးတော့သူတို့နှစ်ဦးလုံးရှိမောကြသည်။နွယ်တို့အဆောင်ကရွှေစင်စီကိုကြောစွာအလဲလာရင် ကျွန်တော်တို့အဖော်လိုက်လာပေးဘူးတယ်ဗျ။ကြောစွာနဲ့ကျွန်တော်ကတမျိုးတည်း၊တဆောင်နဲ့တမေကြတဲ့တတွေတွေပေါ့ဗျာ။ရွှေစင်စီသွားခြင်းလဲပါရတော့တာပေါ့။အဲအဲ့တော့ကပါလာတော့ကတခါမှ နွယ်အပြင်းအပြန်အလားအဆောင်ဝင်းနဲ့မဝင်ခင်ရွှေစင်းနဲ့ခဏစကားပြတ်ပြောတော့ရွှေစင်းကကျွန်တော်တို့နဲ့မိတ်ဆက်ပေးလိုက်တာတခါနောက်တစ်ချိန်ကတော့ကျောင်းထဲကရူဘီမှာထိုင်တော့နွယ်လဲလိုက်လာတယ်နောက်ပိုင်းတော့ကျောင်းထဲမှာမကြမကြာလမ်းတွေ့ပါတယ်အာနာရာနဲ့တွေ့တိုင်းလဲနှုတ်မဆက်ဖြစ်ဘူးရွှေစင်းတို့မင်္ဂလာဆောင်တော့ကျွန်တော်ကအလုပ်ကိစ္စနဲ့ခီးထွက်နေလို့လွဲသွားတယ်နွယ်တို့တွေတော့လူစုံလာတယ်ပြောတယ်နမို့ဆို၃ချိန်ဆောင်မှုတွေဖြစ်ရမှာအော်ခုမှပြင်တတိယပါတော့သည် ကျော်စွာက ရွှေစင့်ဩဝါရအရာအဆောင်ကိုဘယ်တော့ခါမှတယောက်တည်းမလာရဲ့မိษွေခေါ်လာရသည်လေဒီအထဲကမိဆက်ပေးဘူးတာ၄၅ယောက်ပင်ရှိမလားမသိမိဆက်ပေးလျင်တော့ပြုံးပြအတိမှန်ပြူမိသည် သို့တော်လည်းမိကြခြင်းမတူရမို့ရင်းနှီးဖို့မရှိဒီလိုသာတခမ်းရက်ခဲ့သောမိษွေစီရင်တက္ကသိုလ်မှာတော့ဘာသာရဲ့အလိုက် အတန်းတူចောင်းသားចောင်းသူများလေရာတူဦးချင်းတိမှတ်ဖို့ကမလဲမြမန်းတက်မိုံလည်းရှိသည်မို့နာမည်လည်းသိမည်မဟုတ် ဒီလိုတစ်ချိန်မိတ်ဆက်ပေးလဲနောက်ပိုင်းမတွေ့ဆုံပြီလင်ကာလရှိကြမှတ်မိစရာမရှိပြန်ပါပဲကို့နီးစက်ရဝင်းကျင်လေးနဲ့သာစာတင်နေပြီးဆုံးသည့်အထိဖြတ်တန်းရတာဖြစ်လေသည်ကြာဘူးနာဝရှိသလိုတခက်တခါကကျောင်းဆောင်လေးကျောင်းသူကျောင်းသားဘွားကတော့တမျိုးတစ်ပုံဖြစ်ပေမည်ကျမသည်သူ့ကိုတသက်ကွက်ကွက်မမတ်မိခြင်းအတွက် အားနာစိတ်ဝင်မိသည်သို့ပေမဲ့နားလည်ဟန်သူအပြုံးကစိတ်သက်သာရရစေပြန်သည် သူ့အပြုံးရိပ်သည်မြမုံးများသို့တိုင်ထင်ဟန်လျက်ကျမအပေါ်ရင်းနှီးရိပ်သည်လည်းထုံမြဝန်း၌လှုပ်ခတ်လျက်ပင်ကျောင်းတော်ကနှွေကပြားရီရေးလိုက်သေးရဲ့နော်အခုရောမရေးဖြစ်ပါဘူးကိုလင်းထင်အဲ့ဒီတော့ကတော့လက်သစ်ကပြားကဏ္ဍလိုမျိုးပို့လိုက်သေးတယ်ခုတော့လည်းဘာမှအောင်မရေးဖြစ်တော့ပြန်နှွေတို့ကပြားစောက်တွေကျွန်တော်တို့အတန်းပတ်တောင်လာရောက်သေးတာမှတ်မိသေးတယ်မှတ်မှန်ရနိုင်လို့သူ့မှတ်ဉဏ်ကိုလက်ဖြားခါလောက်ပြီးသည်ကျမဘာကြောင့် ဒီမြမမေ့ပြပြနေနိုင်ခဲ့တာပါလေသူကပြုံးပြဆိုပြန်ဒီမှာလင်းထန်တာခေါ်ပါတဲ့ကြပြစာအုပ်ကတော့လှုပ်ချွန်းလွန်းလို့တငယ်ချင်းတွေပေါင်းပြီးတစ်ချိန်လှုပ်လိုက်တာပဲလက်စွပ်ပေါင်းတဲ့သူကပေါင်းလို့ပေါ့ပြီးတော့ရှုံးတာပဲအရင်လည်းမရသူတို့နှစ်ယောက်ရှိမှတော့ကျမလည်းလိုက်ပါ ပြုံးရင်မိပါသည်ရှေးဟောင်းနှောင်းပြများပြန်ပြောရခြင်း၌ကျမစိတ်ကလှုပ်ခတ်ရွှေမြူလာပါသည်အတိတ်ဒီပြန်တွေးလျင်အရာရာလွမ်းပွဲအထူးသဖြင့်ចောင်းသားဘဝပေါ့ တရင်တို့ထမင်းလျင်မယ်ကျမဒီအဆိုးကိုပြင်လိမ့်မည်မဟုတ်ပါကိုထူကိုထတက္ကသိုလ်ចောင်းသားဘွားကိုဖျက်ခဲ့ကြတော့လဲကျမတို့တွေနေပြောင်းအောင်တော့နေနိုင်ခဲ့သားပါပဲလင်းနေကရှင်နွေးတဖန်ခွက်ကိုငဲ့သည်အတွဲကထမင်းယူကြရဲ့အကြံပြုသည်နနက်စာစားချိန်မို့ဆိုင်ကလူစီစားပြူလာပြန်သည်ဆိုင်မှာစားတော့သူချိန်ဆွဲဝယ်ယူသူ အနက်ရောင်ပေါင်းမိရှိ အဖြူရောင်အင်းကြီးလက်ရှိနေအပေါ်တဲ့ဝစ်ကုတ်အနီးသို့မဟုတ် အပြာဆင်ထားသောဝန်ထမ်းအမျိုးသားအမျိုးသမီးများထမင်းနှင့်ဟင်းလာဝဲကြသည်ကိုမြင်ရသည်။စိုက်ထဲမှာတော့ရည်သံ၊စကားသံ၊တချင်းသံတီတဖက်ဝိုင်းကဗမာစကားသံများမို့လှဲ့ကြည့်အကဲခတ်သူများလည်းမရှာ။ဒီမျိုးမှာတော့ဗမာစကားပြောခြင်းကအစမ်းလုံစူးစမ်းကြပါပင်။ကျမတို့သည်စကားဖြက်ကထမင်းယူကြရန်ဆိုင်ရှိသူတဖန်ရောက်လာသည်။အမျိုးစုံလင်းလာသောဟင်းများကအသွေးအယောင်ဆုံး ဒီမှာတော့ပုံစားစနစ်သားစားကြတာများပါသည်။ထမင်းတပကံပြင်ပေးလိုက်ရင် ကိုကြိုက်သောဟင်းရထည့်ယူရုံ။ဈေးကတော့စားသောအပေါ်မူတည်၍ပေးရသည်။တနက်လင်းရွံ30များသာခွနရံပေးရတာလည်းရှိပေမည်။ထမင်းပြပြကအငွေထောင်းထောင်းထားလျက်ရှိပြီးပဲသည့်ကြောမုံငင်းကြောခတ်တဲ့သည်။တက်ကြောတစွန်းခတ်သည်။အာလူဟင်းကိုခတ်လိုက်သည်သည်။တစ်ဖက်တွင်တော့ပဲငပိတစွန်းထည့်ယူသည်။ မုံငင်းချင်ရတခွပြင်လျက်နန္နမိန်ငရုပ်သည်ထဲသည်ပကတ်စောဟုခေါ်တွင်သည်မုံငင်းချင်ရသည်စောင်း၌လှန်လှန်စားရသောကျမကြိုက်လာသည့်ဟင်းတခွပင်ရန်ကုန်မှာတော့ချက်မစားပြေမုံငင်းမှုရလျင်လည်းပဲကျမကအင်္ဂါချက်ကျွေးတတ်သလိုအစမ်းဟန်တဲ့အောင်ချက်တတ်သူမဟုတ်ပါနွယ်အသေးရက်တွေကြိုက်တုံးမယ်တမင်းကိုစီရွေးနေရာပြန်ကြတော့လင်းထင်ကရီလျက်ဆိုသည်ကျမသူကိုဖြက်ခနဲစူးစမ်းကြည့်မိပါသည် ကြိုက်တုံးမယ်ဆိုတော့ကြိုက်တဲ့အကြောင်းကိုသိခဲ့သည်ဟုဆိုလိုလေသလားအာအသင်စိတ်ကတိမ်တိမ်ပူပွေဘလို့သိတယ်လဲမေးရမလားသို့တော့မမေးသင့်ဘူးထင်ခေါင်းသာညှိပြမိသည်အတွဲကမူပြမရသည်တမင်းပကံအကရက်ကအတော်နဲ့စကားမပြန်ကျမတုံ့ပြန်မမေးတော့လဲသူကပင်စကားဆက်လိုက်ပါသည်လပိတ်ဆိုင်ထိုင်တော့အနှွဲပြောလိုက်တယ်လေငါတော့အသက်ကြီးရင်အသေးရွယ်ပဲစားတော့မှာဆိုလားဟုတ်လားကျမတော့မမှတ်မိတော့ဘူးပဲ ကျွန်တော်မှတ်မိတာတွေတန်းစီပြောရင်နှွဲအံ့ဩသွားအောင်မယ်မပြောတော့ပါဘူးဖះဖះမရည်ရွယ်ပဲမျက်စောင်းထုတ်မိတော့မလို့တီတီလေးလိုတာပါလားတခုလောက်ပြောကြည့်ပါဦးကျမနှကမ်းပေါ်သူထိမတင်ဟန်အပြုံးများရောက်လာလိမ့်မလားလင်းတင်ကသူ့အပြုံးကိုပဲအကဲခံစူးစမ်းလျက်နှွဲရုပ်ငယ်ချင်းတွေရုပ်ရှင်ခဏခဏကြည့်တကြတယ်ရုပ်ရှင်ကြိုက်တယ်ဆိုလားခဏခဏကြည့်တာတော့ပထမနှစ်လောက်ကပါ နောက်နှစ်တွေလည်းကြည့်တာပါပဲ။ အကျင့်ကြီးများတာနဲ့နဲတာပဲကွာမှာတခါတခါဆိုတောင်တမန်အင်းတို့ဥပိန်တို့ဘက်တောင်ခြေတက်လိုက်ကြသေးတယ်ရန်နာဘုံကျောင်းသူလိုတောင်ချင်တယ်လေကျွန်တော်တို့ပြင်းလွန်လည်းမကြခဏရောက်လိုက်သေးတယ်မဟုတ်လားကြော်စွာပြောပါတယ်ကျမတို့ရီမောင်းလိုက်ကြသည်တွေးစားကနေစာလင်တော့ရင်းနှီးသူတယောက်လိုစိတ်နိုင်ခံစားလိုက်ရပါသည်သူ့ဘက်ကတော့ကျမကိုတကယ်ပင် တွေ့ရှိတည်ကျွမ်းခဲ့ပုံဒီလိုဆိုကျမ၏မလှပသောအချစ်ဇလန်းကိုလည်းမသိဘဲနေမြမောင်း ဒီအကြောင်းတစွန်းတစားမြအဆမဖော်သည်ကိုကျေးဇူးတင်စိတ်ဝင်ရပါသည်အတွဲပြန်အောင်လာတော့နေ့လည်စားစားသည်ကျမကအမှန်မင်းစားလောင်နေပြီခမဆောင်တန်းမင်းစားမိပါတော့သည်ဟင်းဆက်ကလည်းအစဉ်ပြေလာသည်ဟီးကလည်းပြောစရာမလိုသမင်းကဆိုင်မှာစားရသည်နေမမတူမိန်လှပါပြီသည် ချမင်းစားနေချိန်တော့စကားစုပြက်လဲတခွန်စားနှခွန်စားပြောသမျှသည်လဲကျမတို့ဤပုံရိပ်များကို သူမှတ်မိသိရှိထားပုံဥပမာများနေမယ်ကာယကံရှင်ကျမပင်တအံ့တော်အတွဲကတော့မျက်လုံးလေးပင်ဝိုင်းစားပြူလာသည်မျက်နှာလေးကပြုံတုံတုံဘာမှတော့ဝင်မမေးချမင်းစားပြီးတော့လဲကော်ဖီတောက်ကြတာပေါ့တဲ့ကျမကော်ဖီတိုက်ပုံကိုလဲသိရပြန်သူလေအခုလဲညီမလေးကိုလာရှာတာလို့ရွှေစင်ကပြောလိုက်တယ်ဆိုပါတော့ နှဲညမာလေးနဲ့ပတ်သက်တာဘလောက်များသိရပြီလဲဆိုတာကျွန်တော်ပြောပြလို့ရမလားကျွန်မပင့်တန့်ချမိပါသည်မျက်နှာမပြည့်ရင်းစေရန်ကြိုးစားရသည်သစိမ့်သက်သာလူတယောက်ရှိမှဒီမျှစိတ်အားငယ်ပြနေရန်မလိုဘူးမဟုတ်လားဘာမှတော့မသိရသေးပါဘူးလေစကန်တစ်ခုရောက်ပြီးပြီအဲ့ဒီမှာတော့မရှိဘူးနောက်ထပ်အတွဲလိုသွားမယ့်စကန်တွေဆက်ပြီးရှာကြည့်ဖို့အပေရှိတော့တာပုံမှန်ဆိုရင်တော့ကျွန်တော်ဘာသာအလုပ်ကိစ္စပြီးမှပြန်သွားမှာပဲ နွယ်တို့လည်းကျွန်တော်တို့နဲ့တွဲပြစ်ပေါင်းပြစ်ခဲ့တာမှမဟုတ်တာဒါမဲ့ဒီလိုနွယ်အခက်ခဲတွေ့နေတဲ့အချိန်မျိုးမှာမိတ်ဆွေတယောက်အနေနဲ့ဘယ်လိုပဲဖြစ်ဖြစ်အားပေးနိုင်မယ်ထင်လို့ကျွန်တော်တွေ့ပြစ်အောင်လာတွေ့တာလင်းတင်ဤမျိုးလုံးများတွင်ခိုင်မာသောအရေးကိုတွေ့ရ၏အမှန်မင်းစာနိုင်၏မိတ်ဆွေကောင်းတယောက်ဤမျိုးဝန်း၏နှစ်များစွာတည်ကျွမ်းခဲ့ရသလိုထင်ရသည်မျိုးဝန်း၏ထိုမျိုးဝန်းများကိုကျွန်မစက္ကန့်ပိုင်းများမေယောငေးမောနေမိပါသည်အေးမြသောလေကား ဖွင့်ထားစေပြင်မှာတူဝင်လျက်ခန်းစည်းကလေးကတလွင်တွင်အတွဲကအခန်းထဲရရခြင်းပင်ပြင်းကိုပိတ်လိုက်သည်အမအေးနေတဲ့ဟာတကားပိတ်မထားဘောအေးတာကိုကြိုက်လို့အေးပါစေဆိုပြီးထားလိုက်တော့တာဆိုတော့အတွဲကထုံးစံအတိုင်းရီမောနေသည်ကျမသည်ညစာစားပြီးချိန်မှစ၍အခန်းထဲရောက်သည်အိယာဘောလဲလျောင်းကစာအုပ်တအုပ်နှင်ငိမ့်နေမိသည် အတွဲကမူမလူနိုင်ကိုကုညီသိမ့်စီသေးသည် ဒီနေ့တော့ပထမဆုံးအကြိမ်ဖြစ်ကလေးအပါဝင်၄ဦးသာထမင်းအတူစားပြပါသည်။အရင်အရင်ကတော့အတွင်းနဲ့ကျမသာအတူစားပြသည်။သူတို့သားမိကတော့ဒီတန်သာ။ဒီနေ့တော့၄ဦးအတူဆုံးကစားရရင်ပိုရွေ့မြိုင်ကထမင်းစားမြင်လာသည်ပင်။ဟင်းကလည်းကျမကြိုက်သော မုံညင်းဟင်းချိုပါ၍ထမင်းမင်ထက်ထရသည်သည်။ခရမ်းကစော့သည်ကိုပပလီပြီးကြော်ထားသည်ကလည်းခါရှာရှာနဲ့ထမင်းမြင်စေသည်။ဥဒီနာလိုအရွက်တစ်မျိုးမျိုးကို ဂျူးမြေခရမ်းကျင်သည်ငယ်ယူသီးတို့နှင့်တုတ်ထားသည်ကလည်းတမျိုးတစ်ပုံစားကောင်းလာသည်ပင်အသားဟင်းအဖြစ်ပါရသောကြက်သားနှင့်ငရုပ်ပွားကြော်ကိုပင်မတုံမထီမီသလားဖြစ်ရပါသည်စားကောင်းလိုက်တာမလို့နဲ့ဒီလိုဟင်းတွေစားတာကျေးဇူးတင်လိုက်တာဟုတ်ပင်ချက်ပြုတ်သူမလို့နိုင်ကိုမနေနိုင်မထိုင်နိုင် ပြောမိပါတော့သည်နှစ်ယောက်တည်းနေလျင်စကားဟဟပြောမိကြသည်မဟုတ်ခုတော့ပြောလို့သည့်စကားကိုပြောလိုက်ရပြီမလွတ်နံကမျက်ဝန်းတစ်ချက်ကို ဝင်ကြည့်သည် ြီးတော့ပြုံးလိုက်ပါသည်။ဒီညာချမ်းပြုံးပြသည်ကတော့ဝိကြည်တန်းကြီးမဟုတ်။အမှန်မင်းစိတ်ပါလပ်ပါ။မြေဝန်းများကလည်းပို၍နူးညံ့လာလေသလား။ကျမစိတ်ထဲကြည်နူးလှုပ်ခတ်ရလေသည်။တအိမ်ထဲနေရသူတယောက်ကစိတ်သက်လင်းနေရခက်လင်းမှန်းခုတော့လဲကိုရီခံစားမှုပြီ။အရင်ကတော့ကိုကစိတ်သက်သူပဲပဲ။တော်နူးကိုလည်းရှိသည်မထင်။အဆိုင်ကိုစကားတော့ပြောပါရဲ့။သို့တော့ချစ်ချစ်ခင်ခင်မဟုတ်။ သူတို့ဘလောက်များအနေခက်ခဲကြမှာပါလဲခုလိုမလူနံအမှုအရာဖြေလျှော့လာတာကျမဘလောက်စိတ်ပေါ်ပါရသလဲသူ့အပြုံးမျက်နှာမြင်ရတာဘလောက်စိတ်ချမ်းသာရပါသလဲတချိန်ကဒီလိုအပြုံးမျိုးအိမ်၌ရှရှပပသာပြုံးပစ်ခဲ့သည်ကိုခုတော့သတိရစရာဖြစ်လာပါသည်တိုင်းနဲ့မင်းညစာစားပြကြတော့နောင်တစိတ်ကလေးလှုပ်ခတ်ကအိတ်ခမ်းထဲတန်းဝင်ခဲ့မိသည်တအူးရင်ညင်တဲ့နေရင်တကားဝကခန်းစည်းကိုလှည့်၍ အားနော်ချောင်းကြည့်တော့မနေနိုင်ပြန်။ဒီကလေးကို ကျမချစ်သည်လေ။မိခင်ကနှစ်လုံးဟန်မပြရွေးတာဝေးဝေးကကြည့်ခဲ့ရသည်။ခုတော့ချစ်ခင်စွာ လက်ကမ်းကြုံမိသည်။အိတ်ထဲအသင်ရှိသည့်ချွေချင်များထုတ်ပေးမိသည်။မြုံမိပါသည်။ကလေးကခုခုခေခေရည်လျက်ကျမနားမလဲသောစကားတခွန်းဆိုလျက်ကျေကျူးကပါလဲမဟုတ်ပါလား။ယေရှုရှမန်းရာဦးကတဲ့။ယေရှုကောင်းချီးပေးပါစေလို့ပြောတာဆရာမ။အခန်းဝမှာမလူနဲ့ ကျွန်မသူ့ကိုမော့ကြီးကပြုံးပြလိုက်မိပါသည်သူကလည်းလှိုက်လိုက်လဲလဲပင်တုံ့ပြန်ပြုံးပြသည် အခန်းထဲဝင်ကသူ့သားလေးကိုခြေလိုက်သည် သူတို့သားမိနှုတ်ဆက်၍အခန်းထဲကထွက်သွားသည်ကို ငေးနေမိသည်မိဖို့ကမ်းပတ်စီမှအတန်များဝေးသွားသည်ကိုလည်းနားဆွင့်နေမိသေးသည်ဒီလိုချစ်ချစ်ခင်ခင်ဟန်မြင်ရတော့လေလောကကိုကျေးဇူးတင်စရာကျွန်မအတွက်တော့အတိတ်ကိုသတိရစရာနောက်တော့လေကိုအတွင်းနေကိုငြိမ်နေမိပြန်တော့တာ အတွင်အခန်းထဲဝင်ရောက်လာသည့်အထိပြတင်းမောက်ကိုပိတ်လိုက်သည့်အထိမလုနန်တို့သားမိအခန်းထဲရောက်လာသေးတယ်။ဟုတ်လား။အတွဲဤအံ့ဩဟန်မျိုးများကိုကျမငေးနေမိပါသည်။မလုနန်ကျမအပေါ်ဆိမ့်သက်ပုံကိုအတွဲလဲမရိပ်မိပဲမနေဟုတွေးခဲ့ဘူးလား။မှန်နေပေပြီ။ဘာကြောင့်နီ။ဘာကြောင့်များပါနီ။ခုကောဘာကြောင့်များပြောင်းလဲလာပါသနီ။မပြောတော့ဘူးဟုတွေးလိုက်သည်။သို့တော့မနေနိုင်။ တိလူစိတ်ကကျမကိုဥဆောင်နေပြီ။ကြက်သက်တပတ်တပတ်ကျော်ကာလကစိတ်ထဲစနောင်စနေဖြစ်နေခဲ့ရသည်မဟုတ်လား။မနုနံအမအကိုရောက်စားတော်တော်စိတ်နေနော်။အမစကားပြောရင်တော့ပြန်ပြောချင်မှပြောတာ။ကလေးတော်အမနားလာရင်ပြန်ခေါ်ရကြုံမှုတယ်။ဒီလိုလာဖို့တော့ဝေးပါလိ။အခုတော့ဘာလို့လဲမသိ။ပြောင်းလဲလာသလားလို့။အတွေ့အမျက်နှာ၌အားထောင်အားနာအပြုံနှစ်ခနဲပေါ်ပေါက်လာပါသည်။ကျမသည်လဲလျောင်းနေရမှာ သိလိုစိတ်စောလျက်ထထိုင်မိသည်အတွေ့နှင့်နနေချင်းဆိုင်အတွေ့ကမှန်တင်ကုံကထိုင်ကုံလေးတွင် ထိုင်လျက်မှန်နေနိုင်ထင်ဟနေသောမျက်နာကိုကို့ဘာသာမြင်ရတော့စိတ်လှုပ်ရှားနေပုံကအထင်သာကျွန်မလည်းသိပါတယ်အမရဲ့ဒါပေမဲ့သူလည်းစိတ်ချမ်းသာတယ်လို့နေပါစေလို့ထားလိုက်တာပဲအမလည်းဘာမှမပြောဘူးဆိုတော့လေအခုတော့အမကသိနေတယ်လို့ပဲနော်ဆီယမ်းမလောက်လာတာပဲအတွဲရဲ့ဟုရီရီမောမောပြောဆိုမိပါသည် အမှန်လဲသင်တန်းတစ်ချိန်တစ်ချိန်တိုင်းသင်တန်းသား20လောက်ကိုနေ့စဉ်ထိတွေ့ဆက်ဆံလာရသည်မဟုတ်လားမျက်နှာမျက်နှာကဲကိုအလွတ်လွတ်သီသောစိတ်ခံစားမှုကကျမ၌အစဉ်ခိုအောင်နေတတ်ပေသည်ဒီလိုသီသောစိတ်ကိုတော့ငယ်ကလေးကပိုင်ခဲ့သည်ထင်အဆိုင်စိတ်ကိုသိသလိုမေတ္တာကိုနားလည်ခဲ့သလိုပေါ့အတိအမှန်မပြုတ်လိုတာကတော့တခဏမျှပဲခတ်တူတူပြောရရင်တော့အမကြီးသူ့မှာဗမာဆိုတာကိုမုန်းစိတ်ဝင်နေတာဗမာဆိုရင်ကို မယုံတော့တာပဲအဆုံးထိနိုင်စင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်အပိုင်း7ကိုဆက်လက်ဖျက်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်